အတန်တိုးနေတဲ့ဖုန်းတွေမှာအတန်ချေလာအောင်လှုပ်တဲ့နီလိုင်းကိုပြပြပေးမှဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မဆရာဆောင် YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုပါရစေ။ ဒီနေ့ DPDO ထဲမှာမိတ်ဆွေတို့ကိုပြောပြပေးမိနေလေရတော့ကျွန်တော်ရဲ့ဖုန်းကမူရင်းဝင်လာတော့လို့အတန်းမချေတော့ဘူးအတန်းရဲတူးသွားတယ်ဆိုလို့ရှိရင်ဒီနေ့ DPDO ထဲမှာမိတ်ဆွေတို့အတွက်အတန်းတိုးနေတဲ့ဖုန်းတွေမှာအတန်းချေလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။နီလန်းနှစ်ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ပထမနီလန်းလေးကတော့ကျွန်တော်တို့ဆော့ဝဲကိုအသုံးမပြုပေးနဲ့ ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပါလာတဲ့ speaker လေးကိုကျွန်တော်တို့ကြီးစေးပေးပြီးတော့အတန်ကြေအောင်ပြန်လုပ်တဲ့နည်းနဲ့ဒုတိယနည်းလေးကတော့ကျွန်တော်တို့ရဲ့ဖုန်းကိုဆော့ဝေးလေး download ဆွဲယူပြီးတော့ဆော့ဝေးရဲ့အကူအညီနဲ့အတန်ပြင်ကြေအောင်လုပ်တဲ့နည်းလမ်းလေးကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။ကြည်လာဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာစလိုက်ရအောင်ပါနော်။ပထမနည်းလမ်းဖြစ်တဲ့နည်းကတော့ကျွန်တော်တို့များများစားစားဘာမှမလုပ်ပါဘူး။ကျွန်တော်တို့အတန်တူးရတဲ့ကိုယ့်ရဲ့ဖုန်း speaker ပေါက်လေးသေးကိုကျွန်တော်တို့ဒီအာတပုတ်တန်ရဲ့ ဒါမှမဟုတ်ကျွန်တော်တို့ဒီသွားကြထူးတန်ပေါ့နော်ဒီလိုသွားကြထူးတန်လိုခြုံခြုံလေးဟာမျိုးရှင်ပြီးပြီဒါမှမဟုတ်သွားကြထူးတန်တွေမရှိဘူးဆိုလို့ရှိရင်လည်းဒီ simple ထူးတဲ့ဟာလေးပေါ့နော်ဒီလိုအာတန်ခြုံလေးတွေရှင်ရရပေါ့နော်ကြည့်ဒါဆိုရင်ကျွန်တော်တို့ဒီအတန်တူးသွားတဲ့ကိုယ့်ရဲ့ဖုန်းထဲမှာကိုကျွန်တော်တို့ဒီကျွန်တော်တို့ speaker ပေါက်လေးတွေကိုတစ်ချက်ကြည့်လိုက်မယ်ဒီမှာဖုန်းထဲမှာပါလာတဲ့ speaker ပေါက်လေးပေါ့နော်သွားကြထူးတန်လေးတွေနဲ့ကျွန်တော်တို့လိုက်ပြီးတော့ထူးဆွားပေးလိုက်မယ်ဒီမှာပေါ့နော်ဒီမှာတိလအပေါက်ထဲမှာမှာအပေါက်ထဲမှာဟိုဒီမှာ အမုံလေးအမိုက်ကြီးပေါ့နော်အရင်ပိတ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီအမိုက်ကြီးပိတ်နေဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဖုန်းစပီကာကအတန်အပင်ကိုမထွက်တော့ဘဲနဲ့အထဲမှာပဲအုပ်သွားတယ်ပေါ့နော်အားကြောင့်မလို့အတန်အရင်တူသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲမှာပါလာတဲ့ဒီစပီကာတွေကိုကျွန်တော်တို့ဟုတ်ဒီလိုသွားကြထိုးတန်ချွွချွလေးဒီဟာနဲ့ဒီလိုမျိုးထိုးပြီးတော့ပေါ့နော်ကျွန်တော်တို့ကလော်ပေးလိုက်ပါဒီလိုပေါ့နော်ထိုးပြီးတော့ကလော်ထုတ်ပေးလိုက်ပါအဲ့မှာဒီလိုပေါ့နော် တေချာလေးကိုကျွန်တော်တို့ထိုးပြီးတော့ကလောထုတ်ပေးလိုက်ပါเนาะကျွန်တော်တို့ထိုးတဲ့အခါမှာဒီတက်တက်လေးထိုးပြီးတော့မှကျွန်တော်တို့ဟုတ်လို့ဒီဒုတ်ချောင်းလေးကျူးကြံခဲ့အောင်ပေါ့เนาะကျွန်တော်တို့တော့မထိုးနေပေါ့เนาะပူဒုက္ခရောက်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့တတားလေးထိုးထည့်ပြီးတော့ကျွန်တော်တို့ဒါလေးတွေကိုတတားလေးပေါ့เนาะကျွန်တော်တို့ဟောထိုးပြီးတော့ကလောထုတ်လိုက်ပေါ့เนาะဒါမျိုးလေးပြီးလို့ရှင်โอเคပြီးတော့เนาะကျွန်တော်တို့ဒီမှာတပုတ်တန်လေးပေါ့เนาะဒီမှာတပုတ်တန်လေးတွေတော့တိုက်တန်လေးတွေနဲ့ကျွန်တော်တို့ဒီအပေါက်လေးတွေကိုလိုက်ပြီးတော့ အာဆေးပေးလိုက်ပေါ့နော်ဒီမှာဒီလိုပို့ပေးလိုက်ပါတရေချာချာလေးလှုပ်ပေးပေါ့နော်စပီကာဒီအောက်ကဟာကျွန်တော်ကျွန်တော်တို့တချင်းနေပါရီနားထောင်တဲ့အခါဒီအနေထွက်တဲ့စပီကာတန်ဆောင်းတန်ပေါ့နော်အဲအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းနေပါရီပျော်တဲ့အခါကြားတဲ့အတန်လေးဒီစပီကာပေါက်လေးရှိတယ်ပေါ့နော်ပုံမှာတစ်ချက်ကြည့်မယ် okay ဒီပေါ်ကဟာဒီလေတချို့ဖုန်းတွေမှာဆိုလို့ရှိရင်နည်းနည်းခက်ကြီးကြီးလေးပါလာတယ်ဗောနော်ခက်ကြီးကြီးလေးပါလာတဲ့ဟာတွေထိုးပြီးဒီမှာ အာပိတ်နေတဲ့အပေါက်တွေပေါ့နော်လိုက်ပြီးတော့ထူးဆွားပေးလိုက်ပါအာပြီးတော့เนาะကျွန်တော်ဘုတ်တန်လေးနေပေါ့နော်တေချာလေးကျွန်တော်တို့ဟာအလိုလိုက်ပြီးတော့ရှင်းပေးလိုက်ပါโอเคပေါ့နော်ဒီလို speaker ပါတဲ့ဖုန်းတွေမှာလည်းများအကုန်လုံးကိုကျွန်တော်တို့လိုက်ပြီးတော့အခုလိုဒီမှာ speaker ပေါက်တွေမှာအများကြီးပိတ်နေတယ်ဆိုလို့ရှိရင်လိုက်ပြီးတော့ထုတ်ပေးလိုက်ပါเนาะအာမိုက်တွေလိုက်ပြီးတော့ရှင်းထုတ်ပေးလိုက်ပါ ပြီးတော့တော့ကျွန်တော်တို့တပုတ်တိုင်နဲ့သေချာလေးပေါ့နော်လိုက်ပြီးဆေးပေးပါဒီမှာအာပုံမှာပါတဲ့ဟာကြီးပေါ့နော်ပုံမှာပါတယ်ဆိုလို့ရှိရင်ပုံမှာပါတဲ့ဟာကြီးလည်းကျွန်တော်တို့သေချာလေးအာပုတ်ပေးလိုက်ပေါ့နော်အပေါက်ကြီးသားလေးတွေကျွန်တော်တို့တေချာလေးလိုက်ပြီးတော့ Okay ဒီ speaker ပေါက်တွေမှာ ပြည့်ချက်နေတဲ့အမိုက်တွေပေါ့နော်တေချာလေးထိုးပြီးတော့ကျွန်တော်ရှင်းပေးလိုက်ပါဒါလေးတွေကိုတေချာလေးပေါ့နော်ဖုံတွေကိုတေချာပုတ်တိုက်ပြီးတော့တုတ်ပေးလိုက်ပေါ့နော်ပြီးရင်ကောင်းကောင်းလေးခါချလိုက်ခုရဲ့ဖုံထဲမှာပါလာတဲ့ speaker တွေကိုဒီလိုတွားချထိုးတန်လိုမျိုးတွေတုတ်ချွနေနေပေါ့နော်အာ speaker ပေါက်လေးထဲမှာထိုးပြီးတော့မှကလော်ထုတ်လိုက်ပေါ့နော်အမိုက်တွေကိုပြီးလို့ရှိရင်တပုတ်တန်လေးနဲ့တေချာလေးကျွန်တော်တို့ပုတ်ဆေးပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုတေချေချာချာလေးကိုပေါ့နော် ခါချလိုက်ပါโอเคဒီလိုလုပ်ပြီးတော့မှကျွန်တော်တို့သချင်းတွေပါပြီးဖွင့်မှပြန်ပြီးနားထောင်ကြည့်ပါတော့မိတ်ဆွေရဲ့ဖုန်းကအတန်တိုးနေတာကနေပြီးတော့အတန်ပြန်ပြီးတော့ခြေလာမှာဖြစ်ပါတယ်ပေါ့နော်โอเคနောက်တနည်းအားကျတော့ဖုန်း software လေးကိုအသုံးပြုပြီးတော့ပြန်လုပ်တဲ့နီလန်လေးပဲဖြစ်ပါတယ်ကဲဆက်ပြီးတော့ကြည့်လိုက်ရအောင်โอเคနောက်တနည်းအားကျတော့ကျွန်တော်တို့အနေနဲ့ software အခုညီကိုယူပြီးတော့ကိုယ့်ရဲ့ဖုန်းကိုအတန်ပြန်ကြည့်လောင်းလုပ်တဲ့ညီလိုင်းကိုဖြုတ်ပြပေးမှာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဘလို software မျိုးလေဆိုရင်ဆိုတော့ကိုယ့်ရဲ့ဖုန်း App Store Play Store ထဲကိုတစ်ချက်ဝင်လိုက်ပါတော့။ Play Store ထဲမှာတွားပြီးတော့မှကျွန်တော်တို့အခုကျွန်တော်ရေးပြတဲ့ software လေးကိုမိတ်ဆွေတို့တစ်ချက်ရှိုက်ပြီးတော့ရှာလိုက်ပါ။ Play Store Server မှာချက်နေလိုက်ပါ။ဘောလုံး B O SD ဘလုံးပိုစတာလို့ကျွန်တော်တစ်ချက်ရိုက်လိုက်ပါပိုစတာလို့တစ်ချက်ရိုက်လိုက်ပါပြီးတော့ဒီမှာဘလုံးပိုစတာ good deep ဆိုတဲ့ဟာလေးကိုတစ်ချက်နေပြီးတော့မှဒီ software လေးကိုကျွန်တော် download ဆွဲယူလိုက်ပါတော့โอเคကျွန်တော်တို့ download ဆွဲပြီးတော့ပြီဆိုလို့ရှင် phone screen ပေါ်မှာဒီ software ကိုလိုက်ပြီးတော့ရှာလိုက်မယ်โอเคပေါ့เนาะဒီဘလုံးပိုစတာဒီ software လေးထည့်ကိုတစ်ချက်နေလိုက်ပါ အလုံးနှိပ်ပေးပါဖုတ်လိုက်တာနဲ့ဒီဆော့ဝဲကနေပြီးတော့တခါတည်းလှုပ်လှုပ်ထားပြီးတာပေါ့နော်အပေါ်ဆုံးသားလေးက VOL နေရာမှာကျွန်တော်သူတခါတည်းချိန်ထားပြီးသားပါ53ပေါ့နော်ကိုယ့်ရဲ့ဖုန်းနဲ့ကိုက်ညီမဲ့အနေထားမှာသူချိန်ထားပေးပြီးသားပါဒါပေမဲ့အောက်နားလေးက boot နေရာမှာကျွန်တော် 0ရာခိုင်နှုန်းပြနေပါတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘယ်လောက်ထိချိန်ပေးရမလဲဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းအတန်ပုံမှာမူတည်တယ်ပေါ့နော်။တကယ်လို့မိတ်ဆွေကကိုယ့်ရဲ့ဖုန်းကိုတချင်းဖွင့်နှားထောင်ကြည့်တာပဲဖြစ်ဗီဒီယိုဇက်ကားကြီးကြည့်တာပဲဖြစ်အတန်တွေရင်းတူးနေတယ်ဆိုလို့ရှိရင်မိတ်ဆွေကဒီ software ကိုဖွင့်ပြီးတော့မှဒီဘုတ်နေရာမှာပေါ့နော်ဘုတ်နေရာမှာကိုတစ်ချက်အာအဲ့လိုလိုက်ပြီးတော့ရွှေ့ပေးကြည့်ပေါ့နော်။စတိရခိုင်နှုံးထိအစဉ်ပြေလာအောင်နော်။ ဆရှိတီလာ20ထီလာလိုက်ပြီးတော့ချိန်ပေးကြည့်ပါတကယ်လို့24ထီလောက်ကိုမိတ်ဆွေရဲ့ဖုန်းကအတန်အဆင်ပြေတယ်အတန်ကြေသွားတယ်ဆိုလို့ရှိရင်ပြထားလိုက်ပါ24ထီကိုကွာရှိထားပြီးတော့အတန်ကချိန်မလာလို့ဆိုလို့ရှိရင်လည်း30လောက်ထီထပ်ပြီးတော့ချိန်ပေးလိုက်ပါနော်ဒါပေမဲ့ဂိတ်ဆုံးကတော့ကျွန်တော်တို့ဒီအောက်မှာသူပြောထားတာ40ရာခိုင်နှုန်းထီပဲသူကဖွင့်ခိုင်းတာဖြစ်ပါတယ်နော်40ရာခိုင်နှုန်းထီပဲကျွန်တော်တို့ဒီ ဘူးစ်ကိုကျွန်တော်မင့်တင်လို့ရတာဖြစ်ပါတယ်ဒီမှာဟောနော်၄၀ရာခိုင်နှုန်းအဆုံးထိပဲထားပေးလိုက်ပါဒီမှာဟောနော် လေးဆရာကိန်းလုံးထိထားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းထဲကအတိုင်ပတော်လေးကိုပြင်ချေသွားမှာဖြစ်ပါတယ်ဗောနော်ဒီထက်ကြော်ပြီးတော့ထားမယ်ဆိုလို့ရှိရင်စပီကာပြက်တာတော့ဘာလို့ဖြစ်သွားနိုင်နေဗောနော်သူထားခိုင်းတဲ့အတိုင် လေးဆရာကိန်းလုံးလုံလောက်ထိပဲထားပေးလိုက်ပါโอเคဒါကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းကိုခုနအတိုင်ပဲစပီကာတွေဘာတွေဗောနော်ကြီးဘာတွေဆေးပြီးတော့မှအဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆော့ဝဲကိုကျွန်တော်တို့အသုံးပြုပြီးတော့ကိုယ့်ရဲ့ဖုန်းကိုအတိုင်ပြင်ချေလောင်းဗောနော်လုံနိုင်တယ် ။တကယ်လို့ကိုကစပီကာတွေဘာတွေမှကြီးဘာတွေတွားပြီးတော့မဆဲဘဲနဲ့လည်းဒီ software ကိုတီးတန့်ပဲတုံးလို့ရလားဆိုတော့လည်းတုံးလို့ရပါတယ်။ okay ဒါတော့ကျွန်တော်တို့အတန်တူးနေတဲ့ကိုယ့်ရဲ့ဖုန်းဟောင်းဒီမှာဖြစ်ဖုန်းအစ်စ်ဒီမှာဖြစ်ပေါ့เนาะအတန်ကို ငူရင်းထဲပူပြီးတော့ပြင်ချီလာအောင်ဗောနော်ကျွန်တော်တို့လှုပ်လို့ရတဲ့နီလန်တစ်ခုလေးပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဆိုင်ထဲမှာသွားဆရာမလို့ပါဘူးဒီနီလန်ကိုတုံပြပြီးတော့ကိုယ့်ရဲ့ဖုန်းကိုအတန်ပြင်ချီလာအောင်လှုပ်လို့ရပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်ကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share များလုပ်ပေးတော့နိုင်ပါတယ်မိတ်ဆွေတို့ရဲ့ဖုန်းကအခုကျွန်တော်ပြောပြပေးတဲ့နီလန်အတိုင်းနဲ့အဆင်ပြေတယ်အတန်ချီလာတယ်ဆိုလို့ရှိရင်လည်းဗီဒီယိုအောက်မှာ comment လေးတွေပေးထားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်